hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်ဒီနေ့မနေ့ခင်းပိုင်းမှာဆိုလို့ရှင်တော့ Tyson ကစားမဖြစ်တဲ့ Benjamin Shesku ရဲ့ခြေစွမ်းဟာလူတွေထင်တော့စိုးဝမနေပဲနဲ့ပေါ့နော်။လက်ရှိအသင်းမှာလုပ်ပြထားတာတွေကပြီးခဲ့တဲ့ Tyson ကစားမတွေတဲ့ပိုကောင်းတဲ့ performance တွေပြထားတာဖြစ်တယ်ဆိုပြီးတော့ ဒိုက်စီမူဟောင်းဝိန်းရူနီကတော့ကျွန်တော်မှတ်ချက်တွေကျွန်တော်ပေးထားတယ်ကျွန်တော်လေဂျန်ကစားသမားတွေရဲ့မှတ်ချက်တွေကအတင်းကစားသမားတွေအပေါ်မှာအများကြီးတက်ရောက်မှုရှိပါတယ်မထာချီကျူးတဲ့အရာမျိုးတွေပဲကျွန်တော်ဖြစ်ဖြစ်ဝေဖန်တဲ့အရာမျိုးတွေပဲဖြစ်ဖြစ်ပေါ့နော်ကစားသမားတွေနဲ့ပတ်သက်လို့ရှိရင်သူတို့ရဲ့တုံးသက်ချက်တွေပြောစကားတွေဟာတော်တော်လေးကိုအရေးကြီးပါတယ်ကစားသမားတွေရဲ့ confidence ရဖို့ပဲဖြစ်ဖြစ်ကစားသမားတွေတိုင်ပတ်နေတဲ့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့ဝေဖန်တန်တွေကအများကြီး influence ဖြစ်တယ်ပေါ့သူတို့ဖြင့် Manchester United legend တွေဖြစ်နေတဲ့အတွက် မီဒီယာပေါ်မှာသူတို့ပြောတာဆိုတာတွေကပူပြီးတော့ထိရောက်မှုရှိတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီတူတူနဲ့တီကြားခဲ့တဲ့စပါးနဲ့ပွဲအပြီးမှာရှက်ကူရဲ့ကျွန်တော်အချင်းကြီးကထင်တဲ့လောက်ထိကျွန်တော်တို့အဆင်မပြေခဲ့ပဲနဲ့တချို့ဆိုလို့ရှိရင် injury ဆိုပါတဲ့ဒီအခွင့်အရေးတွေပါတွေကိုဗျာအသုံးမချနိုင်ခဲ့တာတွေကျွန်တော်ရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့တခြားဝေဖန်ထားကြတဲ့သူတွေလည်းကျွန်တော်အများကြီးပဲပေါ့နော်ဆိုတော့ဒီနေရာမှာသလို့ရှိရင်ကျွန်တော်ဝိန်းရူနီကရှက်ကူနဲ့ပတ်သက်ပြီးတော့ဗာပြောထားလဲဆိုတော့ရှက်ကူကလက်ရှိမန်ချက်စတာယူနိုက်တက်မှာ ဂူးသွင်းတာနဲ့ပတ်သက်ပြီးတော့ယုံကန်နေရတယ်ဆိုပေမဲ့ပေါ့နော်ပွဲထဲမှာဆိုလို့ရှိရင်ဂူးသွင်းဖို့ဒါအကောင်းဆုံးသူ့အနေနဲ့ကျူးပန်းနေတာတွေကို တွေ့ရမှာပေါ့အရင်ကတည်းကထားပါတော့အရင်မှာအရင်တုန်းကရှိခဲ့တဲ့တိုက်စစ်မှုဖြစ်တဲ့ Resman Highland နဲ့စာလို့ရှိရင်အာကိုဂိုးရှိမှာပေါ်လုံးထိချက်တွေပို့ပြီးတော့ကောင်းအောင်လုပ်နိုင်တာတွေเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒါ link up playing ကစားတာတွေကအများကြီးပို့ပြီးတော့ကောင်းနေပေါ့နော်ကူညာတို့အမ်ပူမူတို့မီဆန်မောင်းတို့ဆိုတာမျိုးကအနောက်ကနေရှိနေတာဆိုတော့ဘောလုံးလေးသူ့စီကိုကျွန်တော်ရောက်အောင် ကျွန်တော်ကပို့ပေးနေတာလေးကျွန်တော်တွေ့ရမယ်ပေါ့နော်သူရဲ့ runier တူတဲ့အမြင်ရဆိုလို့ရှိရင် shechko ကလူတွေပြောနေတာတွေထက်အများကြီးပို့ပြီးတော့ကောင်းတယ်ဟိုဒါပေမဲ့လည်းလို့ပေါ့နော်သူဘောလုံးရတာနဲ့ချက်ချင်းဘောလုံးကိုယူပြီးတာနဲ့ချက်ချင်းကျွန်တော်နေတဲ့ဒီ box အပိုင်းတဲကိုပြေးလွှတ်သွားပြီးတော့ကန်ချက်အတွက်ပေါ့နော်ချက်ချင်းကျူးပန်းတာမျိုးတွေကိုရအောင်ချက်ချင်းကျူးပန်းတာမျိုးတွေသူ့အနေနဲ့ကျူးပန်းတင်နေပေါ့နော်လှုပ်တင်နေဒါပြီးနောက်ထပ်အသင်းပေါ်ရဲ့ဘက်ကလည်း benjamin shechko နဲ့ပတ်သက်လို့ရှိရင်အခွင့်အရေးတွေဟာ ဟိုတစ်ကြိမ်ထက်မကဆိုသူတို့ပို့ပြီးတော့ဖန်တီးပေးနိုင်ကြဖို့လိုတယ်ပေါ့နော်။ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ရှက်ကူကလောလောဆယ်မှာဆိုလို့သူများတွေပြောနေတယ်လို့ဝေဖန်နေကြတယ်လို့ဆူဆူဝါးဝါးခြိစွမ်းနေရှိနေတာမျိုးမဟုတ်ဘူးလို့သူယူဆတယ်ပေါ့နော်။ဒီချက်ပြီးတော့ပူကောင်းပြီးဒီချက်ပူကောင်းလာလိမ့်မယ်ဆိုလည်းသူယူဆတယ်ပေါ့ဗျာ။ဆိုတာဗင်းမင်းရှက်ကူနဲ့ပတ်သက်ပြီးတော့ရူနီကကျွန်တော်ပြောထားတာ။အဲခုနကကျွန်တော်ပြောလို့ဗတိုက်စစ်မှုတယောက်ကကိုရီယူနိုက်တက်မှာမှကျွန်တော်မဟုတ်ပါဘူး။ချွတ်ချွတ်တော့လေ အာဘင်ဂျမင်ရှက်ကူကစက်နဲ့ဘာလဲစပားနဲ့ပွဲမှာအခွင့်အရေးဒီ၃ချိန်လောက်ကိုဖန်တီးရခဲ့တာသိတယ်မလားဒီကောင်ကမင်းအနည်းဆုံးတော့တကူးစီလောက်တကူးလောက်ဒီကောင်စီကတော့ရခဲ့တင်တယ်ပေါ့ဒါလည်းမှန်တယ်ဘာလို့လဲဆိုတော့တိုက်စင်မူတယောက်က၃ချိန်လောက်အခွင့်အရေးရရင်ဒီချိန်လောက်တော့ကျွန်တော်က၉နေမှာကျွန်တော်ရမှာရှက်ကူရခဲ့တဲ့လုံးနေဆိုလို့ရှိရင် သူသာဒီထက်ပို့ပြီးတော့ confidence ရှိရှိနေပေါ့နော်အမှန်ကန်ကျွန်တော်ကတွင်းနိုင်ခဲ့မယ်ဆိုတဲ့အလုံးနေလည်းရှိတယ်ဗျတကယ်လုံးနိုင်ခဲ့မယ်ဆိုလို့ရှိရင် အကူရီပါရခဲ့တဲ့နေ့အခိုက်တဲ့နေ့ထိပါကျွန်တော်မြင်ခဲ့ရတာပေါ့နော်ဒါပေမဲ့လည်းလိုပင်ဂျမင်ရှစ်ကူကကိုမသွင်းနိုင်ခဲ့ဘူးဆိုတော့အမှန်ပါလေစပါးနဲ့ပွဲစဉ်ကဝေဖန်နေကြတာတွေကလည်းကျွန်တော်အနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲဒီသွားတော့အပြစ်တော့ပြောလို့မရဘူးတကယ်လည်းပဲကောင်းခဲ့တဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့လို့ပေါ့တော်တော်လေးပဲရူနီပြောသလိုပဲတိုက်စစ်မှုတယောက်တည်းကျွန်တော်ကအခွင့်အရေးဖန်တီးတာတွေကဒီကောင်တကူမှမသွင်းနိုင်ဘူးကွာဆိုပြီးတော့ကျွန်တော်ညော့သွားလို့မဖြစ်ဘူးနော်အာလင်းဟန်လန်လိုတိုက်စစ်မှုမျိုးပရီးမီးယားလေးရဲ့ကျွန်တော်တို့လုံးဝ finance အဖြစ်ဆုံးတိုက်စစ်မှုမျိုးတောင်မှ တပွဲတပွဲမှာကျွန်တော်တို့အခွင့်အရေး၅ချိန်လုံးရရင်၂ချိန်တော့ကူတယ်၃ချိန်တော့ကူတယ်ဆိုတာမျိုးရှိတယ်ဗျာ၅ချိန်စလုံးကူတာမျိုးကျွန်တော်မရှိဘူးပြီးတယ်မလားနော်ဘဲတိုက်စင်မှုပဲကျွန်တော်တို့ဖြစ်ဖြစ်ဟိုဟက်ထရစ်ရပါတယ်ဆိုတဲ့အချိန်ခါတွေတောင်မှဒီကောင်ကြီးကအခွင့်အရေး၃ချိန်မှာ၃ချိန်စလုံးတွင်းခဲ့တာမျိုးတွေမဟုတ်ဘူးနော်တကူရဖို့ဆိုလို့ရှိရင်အနည်းဆုံး၂ချိန်လောက်ဖန်တီးပေးရတာမျိုးတွေကျွန်တော်တို့ဘယ်တော့မြင်ခဲ့တာတွေကျွန်တော်ရှိတယ်အဲ့တော့တိုက်စင်မှုတရားကိုကျွန်တော်ကူရဖို့ဆိုရင်အခွင့်အရေးကဒရက်ဆက်ဖန်တီးနိုင်နေမှာကျွန်တော်ရမှာဒီနေရာမှာ Resman White လည်းပဲဖြစ်ဖြစ် ဂျရိုရှက်ကူပဲဖြစ်ဖြစ်မက်တစ်ကူညာပဲဖြစ်ဖြစ်ဘရိုင်ယန်အန်ဘူမိုပဲကျွန်တော်ဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ပေါ့နော်အခွင့်အရေးကတစ်ချိန်နဲ့ကျွန်တော်မလုံတော့ဘူးအိုက်စင်မူကိုဖန်တီးပြီးဖို့ကျူးပန်းတဲ့ကစားမတွေအနည်းနဲ့လည်းတစ်ချိန်လောက်ဖန်တီးပြီးတာနဲ့ကျွန်တော်ကပေါ့နော်ဒါပြီးသွားပြီလို့ကျွန်တော်အနည်းနဲ့ဟိုမဆုံးဖြတ်သိမှုပေါ့ဆိုတော့ ဟိုကိုသင်းရဲ့ကစားဟန်ကိုကတိုက်စစ်မှုကိုကျွန်တော်တို့ကဥတည်ပြီးတော့ကစားတာလားဆိုတဲ့ပုံမှန်လေးမူတည်သေးတာပေါ့လေဒါပေမဲ့လည်းလို့သိကြတာတခုကတော့တိုက်စစ်မှုတဲ့နောက်မှာဖန်တီးနိုင်စွဲမြင့်တဲ့ဖန်တီးခြင်းတဲ့ကစားမားတွေရှိရင်ပူကောင်းတယ်ထားပါတော့အခုလက်ရှိကျွန်တော်တို့ရဲ့တိုက်စစ်၃ယောက်မှာဆိုလို့ရှိရင် Shesh ကိုရှိမယ်၊ကုညာရှိမယ်၊ Ambumo ရှိမယ် Ambumo ဒီကိုတိုင်း ဂိုးကန်သွင်းတဲ့ကစားသမားမျိုးဖန်တီးမှုလည်းလုပ်နိုင်တဲ့ကစားသမားမျိုးဒါပေမဲ့သူဟာဂိုးသွင်းကောင်းတဲ့ကစားသမားမျိုးပေါ့နော် အကူညာကကျတော့အဲ့လိုဖန်တီးမှုနိုင်စွာမြင့်တဲ့ကစားသမားဖန်တီးနိုင်စွာရှိတဲ့ကစားသမားတယောက်တော့ဟုတ်တယ်ပေါ့နော်ဒါပေမဲ့လည်းသူဟာသူကိုယ်တိုင်ပဲကံဖို့အတွက်ဦးစားပေးတဲ့ကစားသမားမျိုးသူဟာဘောကယ်ရီယာဖြစ်တယ်ပေါ့နော်ဒါအပြင်သူတို့အနေနဲ့သူ carry လုပ်လာတဲ့ဘောလုံးကိုသူကိုယ်တိုင်ပဲကန်သွင်းရင်းနဲ့အဆုံးသက်တာကိုသဘောကျတယ်ဗျ။တိုက်စစ်ကစားမတယောက်ကိုဖန်တီးပြီးဖို့ဆိုတာမျိုးထက် ဆိုတော့မီဆန်မောင်းတို့ဘာလို့ဝင်လာတဲ့အခါမီဆန်မောင်းတို့ကဖန်တီးမှုကိုပို့ပြီးတော့ဦးစားပေးတဲ့ပလေယာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီရှက်ကူတို့ဘာလို့ဂန်ချက်တွေဘာတွေရတယ်။ကုညာတို့ဘာလို့ ਨੇ ဆိုလို့ရှိရင်ဂန်ချက်တွေကအလောက်မရဘူး။ကုညာနေနဲ့ပေါ့နော်ကျွန်တော်သားဘင်ဂျမင်ရှက်ကူကိုဖန်တီးပေးဖို့ဒါမှမဟုတ်တိုက်စစ်မှုမှာဘယ်သူပဲကစားကစားဖန်တီးပေးဖို့ကိုသာဥသူအနေနဲ့ဦးစားပေးတဲ့နေနဲ့မှာပါတယ်ပေါ့နော်။ကျွန်တော်တင်မှာဆိုလို့ရှိရင်ကျွန်တော်ဒါတိုက်စစ်မှုရဲ့နောက်မှာဖန်တီးနိုင်ဖန်တီးခြင်းနဲ့ကစားမတွေရှိအောင်မှအဲ့တော့ဒီမှာဝင်းနူနီကတော့ ကျွန်တော်ဘင်ဂျမင်ရှက်ကူရဲ့ခြေသွန်းကလူတွေထင်လောက်ထိစိုးဝမနေဘူးလို့သူပြောထားတယ်။ညီကလေးရောဘလူမီညလည်းရူနီပြောတာနဲ့ပတ်သက်ပြီးတော့နော်ဒီထက်ပိုပြီးတော့ကောင်းလာနိုင်စွမ်းရှိသေးတယ်လို့လည်းရူနီကပြောထားတော့တကယ်ရောကောင်းလာနိုင်သေးတယ်လို့ညီကလေးထင်ကြလား။ရှက်ကူနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါဦး။ကြည့်ရှုပါပြီးတဲ့ညီကလေးများလုံးကိုကျေးဇူးများကြီးတင်ပါတယ်။